ကိုကထီပေါက်ပါယူမလားခဏလေးတရက်လောက်တော့တရက်မဟုတ်ဘူးဗျာနေတစ်ပိုင်းပေါ့ဒီနေ့ထိုးတယ်ဒီနေ့ပေါက်တယ်မနေ့ဖြစ်မှာတော့လို့ဒီညလေးမှာလက်ရှိညလေးမှာပဲဒီထီလက်မှတ်ကိုပြန်တိုက်ပါဗျာပြန်စစ်ပါဗျာမှန်ကန်မှုရှိကြောင်းပြန်စစ်စေခြင်းပါလေဗျာမင်္ဂလာပါဗျာကျွန်တော်ဒီနေ့မှာတော့ဟိုထိုင်းနိုင်ငံသားထိုင်းလူမျိုးကိုယ်တိုင်ထီလက်မှတ်အဟောင်းကိုဟိုကိုင်ဆောက်ပြီးတော့စုငွေတွားထုတ်တဲ့ဖြစ်စဉ်လေးကိုကျွန်တော်ပြောပြခြင်းပါတယ် तू ကတော့ထိုင်းနိုင်ငံဟိုပါပေါ့ကယ်ဆယ်ရေးသမား तू ကထိုင်းတီကို तू ကထိုးလိုက်တယ်ထိုင်းတီထိုးပြီးတော့ तू ကစုငွေပေါက်တယ်ဘတ်6တန်းတော့မဟုတ်အဲ့တော့စုငွေအသေးဆုံးဘတ်2000စုပေါက်တယ်ဟုတ်ပါနှလုံးတိုက်ပေါ့နော် तू ကပေါက်တယ်ဒါပေမဲ့ तू ကဟိုပတ်စံထိုးတဲ့ချိန်မှာပစုငွေမရခဲ့ဘူးဘာဖြစ်လို့ဆိုတော့ခီလက်မှတ်ကဟိုထွက်ပြီးသားကြီးလက်မှတ်အဟောင်းကြီးဖြစ်နေလို့ပါဗျအဲ့တော့ ဒီနေရာမှာဒါလေးကိုကျွန်တော်ဟောပေါ့နင်းနင်းလေးပြန်ပြောပြချင်အဲ့တော့ဟိုဌာနဆိုင်ရာလူတွေကတော့ဒီဒီကိစ္စကိုသူကစုံစမ်းစစ်ဆေးမှုတွေလုပ်နေပါဘောနော်အဲ့တော့ဟိုထီလက်မှတ်ကိုထီလက်မှတ်အဟောက်ကင်ပြီးငွေလာထုတ်တာဒါအမှန်တကယ်ပဲသူကဟိုထီအလေခံရတဲ့သူဖြစ်သွားတာလားဟုတ်ပြီနော်အဲ့တော့သူတို့ကတော့ထီရောက်တဲ့သူတွေရောအဲ့ဒီထီရောက်တဲ့သူတို့အကုန်ဟိုဟိုလိုက်ချနေကြဒီတက်ဆိုင်ရာဌာနကြီးပေါ့နော်အခုထိတော့မမိသေးဘူးဟုတ်ပြီ တော့ဒီနေရာမှာကျွန်တော်ပြောချင်တာကဟိုအဲ့ဒီနေရာမှာကျွန်တော်တို့မြန်မာလူမျိုးစုရင်ဘယ်လိုဖြစ်မလဲနည်းနည်းလေးပေါ့နော်ပြောပြချင်တာလေးရှိတယ်အဲ့တော့လောလောဆယ်အခုကျွန်တော်ပြောမှာထိုင်းချီကိုအတုအစစ်နော်အဓိကတော့အတုအစစ်ကြောင်းပဲကျွန်တော်အဓိကပြောချင်တယ်အရေးပေါ့ပေါ့နော်အမြင်စစ်နည်းနောက်တစ်ခုကဟိုကျွန်တော်ဟိုထိုင်းချီအတုအစစ်ခွဲခြားတဲ့ဗီဒီယိုလေးကိုကျွန်တော်တင်ထားတယ်နော်အဲ့ဒါလေးကိုသိကြသေးတယ် တစ်ခေါက်တော့ကြည့်စိတ်ခြင်းတယ်ဟုတ်ပြီဒီညမှာကျွန်တော်ထိုင်းထီကိုအမြန်စစ်နေဆိုရင်ထိုင်းထီလက်မှတ်ကိုကိုကကင်လိုက်ပြီဆိုတာထိုင်းထီဒီအရန်ပါလို့မရပါဘူးဟုတ်ပြီနော်ဒီလိုကျွန်တော်တို့တာမန်စက်ကူထိုက်တော့နည်းနည်းထူပါတယ်ဗျဟုတ်ပြီနော်နည်းနည်းထူပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီထီလက်မှတ်ကိုကင်လိုက်ပြီဆိုရက်ကြည့်လိုက်ပြီဆိုတာနဲ့ထီလက်မှတ်မှာပါနေတဲ့နံပါတ်တွေဒီမှာထိုင်းစာတွေနော်ဒီမှာပါတဲ့အင်္ဂလိပ်စာတွေအကုန်လုံးဒီ တိတိတာတာထင်ထင်ရှားရှားညီညီညာညာရှိရပါတယ်တို့ဆောင်ကြည့်လိုက်နော်ပတ်ဆိုကြည့်လိုက်ချင်းမညီမညာတဲ့အနေဒါစလုံးတွေမမီရတဲ့အနေဒါနံပါတ်တွေရွေ့နေတာဒီဒါမို့ရင်အပေါ်အောက်မညီမညာဖြစ်တဲ့အနေဒါဆိုရင်မထိုးပါနဲ့ဒါတွေဒီအတုလို့ပဲပြောပြရစီဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကထီလက်မဲ့ဟိုစပြီးတော့နော်ဒီထိုးလိုက်ပြီဆိုရင်လည်းကြိုင်လိုက်ပြီဆိုရင်လည်းထီလက်မဲ့ဒီမပားရဘူးတိတ်ချာကျွန်တော်တို့က ဟိုထီလမတ်ကိုကြည့်လိုက်ပြီဆိုရယ်နဲ့ထီလမတ်မှာပါတယ်တဲ့ဒီဆလုံးပေါ့အကုန်လုံးပေါ့ဗျာဘာဆလုံးပဲဖြစ်ဖြစ်ထိုင်းစာပဲဖြစ်အင်္ဂလိပ်စာပဲဖြစ်သူရေးတဲ့ဆလုံးဒီတီးတီးတတာထင်ထင်ရှားရှားပေါ်ပေါ်လွင်ညင်းညင်းညာညာဖြစ်ရပါမယ်ဗျာဟုတ်ပြီနော်အဲ့ဒါနံပါတ်1ပေါ့နော်အမြဲစစ်တာအဲ့တော့ကိုကပပပဆိုအမြဲကြည့်လိုက်တာပေါ့နံပါတ်3ကထီလမတ်ကိုအဲ့တော့တေချာကြည့်ပါနော်အခုတစ်ခေါက်ထွက်မဲ့ဟိုတိတ်မှန်မှန်ပြန်စစ်ပါဟုတ်ပြီနော်ကျွန်တော်တို့ကဥပမာပြပါဦး ဟိုပါပေါ့ဒီနေ့ငိုင်းနေဆိုပါဆိုကျွန်တော်တို့ကထီထိုးလိုက်တယ်16ရက်နေတိတ်ဖြစ်ရမယ်လीဟုတ်ပြီနော်အခုတစ်ခေါက်ထွက်မနေရ16ရက်နေအဲ့တော့ဟိုထီဘယ်ချိန်ထွက်လာဘယ်ချိန်ထွက်လဲဆိုရင်ကျွန်တော်ပြောပြအောင်မယ်နော်တလမှာထီရနှစ်ချိန်ထွက်တယ်တရက်နေ့တစ်ချိန်16ရက်နေ့တစ်ချိန်နှစ်ချိန်ထွက်တယ်ဟုတ်ပြီနော်အဲ့တော့ကိုထိုးမဲ့ဟိုနေ့ရက်ကဘယ်နေ့မှလည်းမသိဘူးအဲ့တော့တေချာတေချာအောင်ကျွန်တော်ပြောရင်ဒီနေရာမှာဒီတရက်နဲ့16ရက်ဟိုပါပေါ့ ဒီနှစ်မျိုးပဲဖြစ်ရမယ်ဟုတ်ပြီနော်ကိုကဒီ9ရင်းနေမှာထိုးလဲဆိုရင်ကိုရဲ့ဒီထီနံပါတ်ဒီ16နဲ့ဖြစ်ရမယ်ဟုတ်ပြီနော်ဒါမှမဟုတ်ကိုကဒီ16ရဲ့ကြော်ပြီးတော့ဒီ17တို့20တို့21ရင်းနေမှာကိုကအထီထိုးတော့မယ်ဆိုရင်ဒီအတိတ်ဒီတရင်းနေဖြစ်ရမယ်ဟုတ်ပြီနော်ဟိုဒီကဒီလိုမျိုးအသေးစိတ်ကိုကျွန်တော်မလို့ရှင်းပြလဲဆိုရင်တချို့လူကတကယ်ကိုမသိရှိသေးတဲ့လူတွေရောပါသေးတယ်ဟဲ့နော်ကျွန်တော်ပြန်လည်ပြီးတော့ဟိုရှင်းပြပေးတာပါအခုကြည့်နေတဲ့မိတ်ဆွေကတော့စိတ်မရှိကြီးမရှိသေးဘူးโอเคခါလိုက်တော့အဲ့တော့ ိုဒီနံပါတ်ရဲ့အောက်မှာကိုဒီတစ်ခေါက်ထွက်မဲ့ဒိတ်ပြန်စစ်ပါနော်ရက်ရောလရောခုနှစ်ရောသုံးမျိုးစလုံးပြန်စစ်ပါဟုတ်ပြီနော်ဒီမှာကသူရေးပေးထားတာကကျွန်တော်တို့ဟိုထိုင်းလိုရယ်အင်္ဂလိပ်လိုလည်းနှမျိုးရေးပေးတာကိုကထိုင်းလိုမဖတ်တတ်ဘူးဆိုအောက်ကအင်္ဂလိပ်လိုဖတ်တယ်ဟောအင်္ဂလိပ်လိုဖတ်ဟုတ်ပြီနော်အင်္ဂလိပ်လိုမှာတရားကြည့်အမ်ဘယ်နေ့ရက်နိုဝင်ဘာအဲ2025လားဟောရက်လည်းမှန်ရမယ်လလည်းမှန်ရမယ် ခုနှစ်လဲမှန်ရပါမယ်ဗျဟုတ်ပြီနော်အဲ့တော့ဒါကတော့ဟိုအမြန်စစ်ဒီပေါ့နော်ထီလက်မှတ်ကိုကဒီထီတဲ့ဆောင်ကိုထိုးလိုက်ပဲဆိုရင်အကျွန်တော်ဆိုတဲ့အမြန်ဟိုကျွန်တော်ဆိုကျွန်တော်ဆိုတဲ့အမြန်ထိုးတဲ့ခါမျိုးရှိရတယ်တခါရင်အလုတ်သွားရင်လည်းဒီကားပေါ်နေရေဟိုရက်ပြီးတော့ဟိုတချို့တွေဟိုကထီလက်မှတ်ဆင်ထိုးတာအမြန်ထိုးရတာပေါ့နော်ကားဟိုဒီကျွန်တော်တို့အလုတ်ကောင်းဆိုတာခဏရက်ပြီးတော့သူလည်းထီထိုးတဲ့အချိန်ကျွန်တော်တို့ကအမြန်ပြေးဆင်းထိုးရတဲ့အချိန်နေနော် ဟုတ်ဒါတော့ကျွန်တော်အခြေအနေမှာဟိုဒီကမိတ်ဆွေပြောဘလို့အခြေအနေတွေကြုံလာမှမသိအမြန်ထိုးတာအမြန်ဆက်တဲ့ပုံစံလေးပေါ့နော်အဲ့တော့ထီလက်မှတ်ကိုကန်လိုက်ပြီဆိုရင်လည်းထီဒီထီလက်မှတ်ဒီမပားရဘူးထီကိုကြည့်လိုက်ပြီဆိုရင်လည်းစလုံးတွေဒီအကုန်လုံးတီတီကြိုက်ကြိုက်နဲ့ထင်ထင်ရှားရှားညီညီညာညာဖြစ်ရပါမယ်ဟုတ်ပြီနော်နံပါတ်၃ကထီနံပါတ်ရဲ့အောက်မှာအခုတစ်ခေါက်ထွက်မဲ့ဒိတ်မှန်ကန်မှုရှိရပါမယ်နော်ကိုကစစ်တဲ့နေရာမှာရက်ကောလကောခုနှစ်ကောတေချာမှန်ကန်စွာစစ်ပါ ဟုတ်ပြီနော်နောက်ဆုံးတစ်ခုကကျွန်တော်တို့ဒီနံပါတ်ရဲ့ဘေးမှာကျွန်တော်ထပ်ပြောမလားဒီမှာနံပါတ်ဒီရဲ့နံပါတ်ရဲ့ဘေးမှာ Thai government lottery စာရေးရေးတာတယ်ဟုတ်ပြီနော်အဲ့ဒီရဲ့ဘေးမှာဒီ Thai T အစိုးရရဲ့ logo အမှတ်တစိတ်ရှိရပါမယ်နော်မရှိရင်လည်းအတုပါဟုတ်ပြီနော်ကျွန်တော်ဘာလို့ဒီလိုမျိုးဟိုထပ်ပြီးဒီလိုအသေးစိတ်ရှင်းပြရလဲဆိုရင် Thai T လက်မှတ်ကိုလေကျွန်တော်တို့ကပြောပြော ဟိုဒီထီတဲ့မဲ့ထွက်ပြီးသားအဟောင်းကိုပြန်ကပ်ပြီးငွေသားထုတ်မယ်ဆိုတဲ့ဒါကဟိုပြောရမယ်တရားဥပဒေနဲ့မလုပ်ကြည့်ဘူးနော်အန္တရာယ်များတယ်ပြောချင်တယ်ဒါလည်းထီလဲမဲ့အတုပဲအဟောင်းကိုကိုင်တော့အတုပဲပေါ့ဒီအတုကြီးကိုင်ပြီးငွေသားထုတ်နေရတယ်ဟုတ်ပြီနော်ဒီနေရာမှာကျွန်တော်တို့မြန်မာလူမျိုးတွေဟိုအန္တရာယ်ရှိလို့ကျွန်တော်ထပ်ပြီးရောဝေမျှပေးတာပါဗျာဟုတ်ပြီနော်အဲ့တော့ခုနကသူကထိုင်းနိုင်ငံထိုင်းနိုင်ငံသားကြီးကိုလည်းသူကအလေးခံအထိတာရောက်တဲ့လူကသိကြတယ်သူထိုင်းလူမျိုးပဲရောက် ကျွန်တော်မြန်မာလူမျိုးတော့မလုပ်ရဘူးလေအဲ့ဒါအဲ့ဒါလုံးဝထိတိစောင်းအပြက်ကလည်းမအမြအောင်သူတို့မျိုးသူတို့သူတို့ပဲဟိုရောင်းခွင့်ရှိတာကိုပေါ်ပေါ်တင်တင်နဲ့ရောင်းတယ်ဟောသူတို့လိန်လည်မှုတို့ကလိန်လည်မှုဆိုရလေသူတို့ကလူတယောက်ရဲ့အခြေအနေကိုကြည့်ပြီးပပပဆိုတယ်ရောင်းတယ်ရောင်းတယ်လေဒါကတော့ကျွန်တော်မသိဘူးအဲတရားတစ်ခုကတော့သူတို့လူမျိုးသူတို့နိုင်ငံသားကိုယ်တိုင်ကဒီလိုထိုင်းအထိအတူအတူဟိုအလေးခံထိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မြန်မာလူမျိုးတွေလည်းဟိုအလေးခံမထိရအောင်နောက်တစ်ခုက ဒီထိပေါက်ပြီးငွေသားများတဲ့အပြင်မိမိရဲ့အနေရကိုပါထိကြိုက်နိုင်တာမို့နော်ဟိုတတိပြုပြီးတော့တေချာထိုင်းတီထိုးကြပါဟုတ်ပြီနော်ကိုထိုးတဲ့နေရာမှာလဲထိုင်းတီအတူအရှိဟိုသိရှိရမှာဗျနော်အဲ့တော့ဒါလေးကိုကျွန်တော်ဝင်မျှတာပါဒါဒါတော့သူပေါက်တာဆွငွေကဘိုင်းနှစ်ထောက်ပဲရှိသေးတယ်ဟုတ်ပြီနော်ကျွန်တော်တို့လက်ထက်ရောက်မှာဘိုင်းချောင်းတန်းပေါက်လို့သွားထိုးရင်ပို့တော့သိုးပါလိမ့်မယ်အဲ့နော်ဘိုင်းချောင်းတန်းမဟုတ်ပါဘူးဗျဘိုင်းနှစ်ထောက်ပေါက်လဲအတူတူပဲ ထီလက်မှတ်ကိုတေချာပြန်စစ်ပါကိုထိုးတဲ့ထီထီကတော့ဒီပေါက်တာတော့ပေါက်တာပဲเนาะကို့အတွင်းကကိုတော့ပေါက်လိုက်ပြီထီလက်တိုက်တယ်ပေါက်တယ်ဆိုရင်ကျွန်တော်တို့ဒီဒိတ်တွေအကုန်ပြန်စစ်ပါဟုတ်ပြီเนาะတေချာပါအော်လို့တေချာသွားအော်လို့ကျွန်တော်တို့ကထီလက်မှတ်ကိုပြန်စစ်ရပါမယ်ဗျကိုကဟိုဒီနေ့ထိုးတယ်မနေ့ပြန်ထီထွက်တယ်ကိုကထီတိုက်တယ်ပေါက်တယ်ဆိုပြီးတော့အဲ့ဒီကမနေ့ပြန်ညညချင်းပါပဲပတ်စံသွားထုံးတော့ပါလေမလုံးနဲ့အောင်เนาะကြားထဲမှာအဲ့ဒီကျွန်တော်တို့ ဟိုတရက်လောက်တော့အချိန်ပေးကိုယ့်ရဲ့ထီထွန့်ဒီထီလက်မှတ်ဒီအတူအစစ်မှန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 ်ဟုတ်နော်ပြန်စစ်ဆိုရှယ်မီဒီယာမှာပြန်စစ်ဟုတ်ပြီနော်အဲတကယ်ကိုဟိုပါပေါ့ထီရောက်တဲ့လူတွေမှာကိုကိုယ့်ရဲ့ထီနဲ့မှန်မှန်မှန်ဟုတ်နော်ဒါမှမဟုတ်လေတပ်ဖို့လေးရိုက်ခဲ့ဗျာသူထီလက်မှတ်ကိုကင်ပြီးတော့သူသူ့ရဲ့သူတို့ထီရောက်တယ်မလားထီရောက်တဲ့ဟာကိုကျွန်တော်တပ်ဖို့ရိုက်ခဲ့ရိုက်ပြီးကိုယ့်အိမ်မှာပြန်တက်ပြန်တက်ဟောအဲ့ဒီထီကဟောဒီလိုဒီထီကဒီလိုဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ ဟိုကျွန်တော်ဒါတော့ဘာဘာလို့ပြန်မှာတချို့ကဟိုအမြဲလောပြီးတော့တွားထုတ်တာရှိရနေအဲ့ဒါဟိုမလုံးစီချင်းအနေအများလို့ပါကိုကထီပေါက်ပါရင်မလားခဏလေးတရက်လောက်တော့တရက်မဟုတ်ဘူးညနေတစ်ပိုင်းပေါ့ဒီနေ့ထူတယ်ဒီနေ့ပေါ့မနေ့ဖြစ်မှာတွားလို့ဒီညလေးမှာလက်ရှိညလေးမှာပဲဒီထီလက်မှတ်ကိုပြန်တိုက်ပါဗျပြန်စစ်ပါဗျမှန်ကန်မှုရှိကြောင်းပြန်စစ်စေခြင်းပါလေဗျဟုတ်ပြီနော်အဲ့တော့ဘာလို့အနေအများလို့ဝင်သားများတဲ့ပြင်ကိုပါအဖမ်းခံရနိုင်တယ်ဟုတ်ပြီနော်ကျွန်တော်တို့ကဒီ ဟိုဒီဟိုဟိုအเจ้าတို့ရောက်ရောက်လာတယ်ဗျာထိုင်းတီတွေကန်ဆက်လိုက်တယ်ထီပေါက်ဝိုင်းရင်ဆိုတော့မှကိုကဒီထိုင်းတီနဲ့ပတ်သက်ပြီးတော့ကိုဖန်းခံရတာလို့အနေရရှိတဲ့နေထိုင်မဖြစ်စေရအောင်လို့ကျွန်တော်ပြန်ပြီးတော့ဝေမျှတာမိတ်ဆွေကျွန်တော်ထပ်ပြောမယ်နော်ထီပေါက်ဝိုင်းမလားဟိုချက်ချင်းကြီးတွားမထုတ်ပါနဲ့ဟိုဗျကိုရဲ့ဒီထီပေါက်တာထီပေါက်သွားပြီဆိုရင်တော့မှဒီထီလက်မှတ်ဒီမှန်ကန်ကြောင်းဟုတ်မဟုတ်တိကျပြန်စစ်ပါဗျဟုတ်ပြီနော်โอเคကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးရတော့ဟို ဆိုရှယ်မီဒီယာမှာအဲ့ဒီတင်ရဟိုနည်းနည်းပြန့်နေတာတွေ့ရပါဘူးเนาะကျွန်တော်ရဲ့ဒီကျွန်တော်ချက်တဲ့ကျွန်တော်ရဲ့ဒီပရိသတ်ကြီးအလေးခံထိမှဆိုလို့အလေးခံတော့မှပြဿနာမရှိသေးဘူးဟိုမိမိရဲ့ဟိုအနေရမှာထိခိုက်ထိခိုက်နိုင်တဲ့အနေအထားရှိရလေအားကြောင့်မို့ဒီလိုအနေတွေမဖြစ်အောင်လို့ဆိုပြီးတော့ကျွန်တော်တစ်စက်ပြန်ပြီးတော့ဝေမျှပေးရပါဘူးเนาะဒီတင်နေဒါတော့သူတို့ထိုင်းနိုင်ငံထိုင်းနိုင်ငံမျိုးပဲရှိသေးတယ်အဲ့ဘူးเนาะဘယ်သူကဟို ထိုင်းလူမျိုးဆိုတော့အဲ့ဒီသူတို့နိုင်ငံသူတို့တွေကထိုင်းတော့ဒီနေရာမှာကျွန်တော်တို့မြန်မာလူမျိုးတွေသိရတဲ့ထိလက်မဲ့ကြီးအဟောင်းအတူကြီးကြိုက်ပြီးတော့ငွေသားထုတ်ရင်တရားဥပဒေနဲ့ညှိဝင်ကြီးတယ်။ဟုတ်ပြီနော်။ကိုကတော့မသိလိုက်ဘူးလေ။ Okay ထိုင်းတော့အဲ့တော့ထိလက်မဲ့မျိုးဆိုကျွန်တော်ပြောပြီနော်။ထိုးပြီးတဲ့အချိန်မှာတေချာကြည့်ပါ။အဲ့တော့ထိထိုးလို့ဘောပေါ့ထိပေါက်ခဲ့တယ်ရှိတော့လေငွေသားကိုချက်ချင်းမထုတ်နဲ့ကိုရဲ့ထိလက်မဲ့မှန်ကန်မှုရှိမရှိရောတေချာအောင်ပြန်စစ်ပါ။ အားလုံး OK ပြီဆိုမှဒီလက်မှတ်ကိုအဲ့ဒီကျွန်တော်ငွေထုတ်တဲ့နေရာမှာအေးအေးဆေးဆေးတွားထုတ်တော့ဟုတ်ပြီနော်မထုတ်ခင်ကိုမိတ်ဆွေတေချာပြန်စစ်ပါနော်ကျွန်တော်တေချာမှားတယ်နော်ပြန်စစ်စေခြင်းနဲ့ဟုတ်နော်ဟိုငွေသားများတယ်ပြင်မိမိရဲ့လုံခြုံမှုတွေတော့ဟိုအနေအများတယ်ဗျာနော်โอเคကျွန်တော်ဒီနေ့ဒီဗီဒီယိုတော့ဒီလောက်ပါပဲဗျာအဲ့တော့ဒါကတော့ကျွန်တော်ဒီလက်ရှိ social media မှာပါပေါ့ဟိုမနေ့ကလည်းဘလူးပြန်နေရမှာအဲ့ဒီနေ့ကဒီနေ့ပြန်နေ အဲ့ဒါတွေကိုကျွန်တော်မိတ်ဆွေသိရှိသိရှိအောင်ပေါ့ကျွန်တော်ကပြန်ပြီးတော့ sharing လုပ်ပေးတာပါထိုင်းဒီနဲ့ပတ်သက်ပြီးမိတ်ဆွေသိကျင်နေတဲ့မင်းငို့တွေကိုကျွန်တော်ရဲ့ဒီဗီဒီယို comment အောက်မှာဝင်ရေးပေးခဲ့ကြပါဗျကျွန်တော်ပြန်လည်ပြီးတော့ဖြေပြပေးပါမယ်ဗျ Okay ဒီဗီဒီယိုလေးကိုသဘောကျနှက်တက်တယ်ဆိုရင်တော့ကျွန်တော်ကို like လေးတစ်ချက်တော့ချီးမိခဲ့ပါဦးဗျာမိတ်ဆွေတို့ like ပေးမှာပဲတခြားလူတွေသိရမှာမဟုတ်လို့ပါ Okay ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့เนาะ ¿Qué? Alube. Jesus, ¿qué más debía?